အေယာမတတဝါကြီးရဲ့ရှိတဲ့ကဘာတဲကိုရောက်သွားခဲ့တဲ့စစ်သည်များဇလန်းလေးရဲ့အစမှာတော့လူသားတွေမမြင်နိုင်တဲ့နေရာမှာပုံကွယ်နေတဲ့ကဘာတက်တွေရှိတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ထူးခြားတဲ့ကဘာတက်တစ်ခုမှာတော့လူသားတွေကကြီးမာပြီးရက်ဆက်တန်းကျုံကြတဲ့မွန်စတာတွေနဲ့အတူတူရှင်တွဲနေထိုင်ခဲ့ကြပါတယ်။တဲကန္နာလည်းမှာတော့ကောင်းကင်မျိုးစင်တစ်ခုရှိပြီးအဲ့ဒီမျိုးစင်နားမှာမိုးတိမ်မဲတွေရှိကတရက်စီးတွေကလည်းအမြဲတမ်းလက်နေခဲ့ပါတယ်။အဲ့ဒီမျိုးစင်ကိုဗိုလ်ချုပ်ဦးဆောင်တဲ့တဲသိမ်းမောတစည်းကဥတီပြီးတော့ရွက်လွှတ်နေခဲ့ပါတယ်။ တို့ကခီးဆက်နေတော့ရုတ်တရက်တဲတွေထဲမှာနေထိုင်တဲ့ဒီယာဘလိုလို့ခေါ်တဲ့မွန်စတာကြီးတစ်ကောင်ရဲ့တိုက်ခိုက်တာခံခဲ့ရပါတယ်။အဲဒီမွန်စတာကသူ့ရဲ့အေယာမခန္ဓာကိုယ်နဲ့တွန်းတိုက်ပြီးတော့တင်းမောကိုမှောင်စူးစားခဲ့ပါတယ်။အဲဒါကြောင့်ဗိုလ်ချုပ်ကချက်ချင်းပဲပဲ့စီကိုပြေးသွားပြီးတော့မွန်စတာရဲ့လမ်းကြောင်းကနေဖယ်ထွက်ဖို့ရုန်းကန်ခဲ့ရပါတယ်။သူ့ရဲ့ထွက်ပြေးမှုကအောင်မြင်သွားခဲ့ပေမဲ့ဟန်ဒလာကိုတင်းမောဘော်ကနေပြုတ်ကျမသွားအောင်ကယ်တင်ဖို့စူးစားရင်းနဲ့ဟန်တာကပြုတ်ကျပြီးတော့တဲကနာထဲမှာကျန်နေရခဲ့ပါတယ်။ ကမ္ဘာမြေပေါ်မှာတော့ကပလိန်နာဒလီအာဒဲမစ်ကသူ့ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့လင်ကွန်မာရှယ်ဒက်စတီလာနဲ့အက်စတိုနဲ့အတူတဲကန်နာရာထဲမှာပျောက်ဆုံးနေတဲ့စစ်သားတပွဲကိုရှာဖွေနေခဲ့ပါတယ်။သူတို့မှာတဲလူစားပြေသူတို့ရဲ့ရေးပေါ်ချစ်ပေးမှု SOS မတန်နဲ့ဗမာဘော်ကရုတ်တရက်ရက်တန့်သွားတဲ့ဘင်းယာတွေပဲရှိခဲ့တာပါ။ဂါမင်ယာတွေရတော့ဂါဂါလီထဲမှာနေပျောက်ကွယ်သွားခဲ့တဲ့လူမျိုးပုံပေါ်နေခဲ့ပါတယ်။လမ်းဘေးမှာတော့သူတို့မဖက်တတ်တဲ့စာလုံးတွေပါတဲ့လျှက်ဝက်စမ်းကြဲတဲ့ကြောက်တိုင်တွေလည်းရှိနေခဲ့ပါတယ်။ ရုပ်ရည်ပဲသူတို့ရှေ့မှာမျက်စိတမိတ်တွင်လှင်မြန်လှတဲ့မိုးတက်မိုးနိုင်ရည်ကြီးတစ်ခုလည်းပေါ်လာပါတော့တယ်။အဲဒီမုန်တိုင်းကလျက်စီးတွေကလျက်ဝဲဆန်းကျဲတဲ့ကြောက်တိုင်တွေကိုထိမှန်သွားတဲ့အခါမှာတော့ကြောက်တိုင်ပေါ်ကစာတွေကအလင်းအောင်တောက်ပလာခဲ့သူတို့ဘွဲကလည်းထွက်ပြေးဖို့အတွက်ကားပေါ်ကိုမြေတက်ခဲ့ကြရပါတယ်။သူတို့ကဘလောက်ပဲရှိန်နဲ့မောင်းမောင်းမုန်တိုင်းကသူတို့ထက်ပုံမြန်နေခဲ့တဲ့အတွက်ခဏကြာတဲ့အခါမှာတော့သူတို့ကားတွေကိုမိလာပါတော့တယ်။မုန်တိုင်းကြောင့်ကားတွေလည်း၆ခန်းမဆွမ်းကနေပြုတ်ကျသွားစီခဲ့ပြီးတဲ့နောက်မှာတော့ပေါ်တွေကဝမ်းမြူခြင်းကိုခံခဲ့ရပါတယ်။ ကားတွေကလေပြင်းတိုက်နေတဲ့အတွက်ဘန်းတွေကစည်းပြူတီးလို့မျိုးလိမ့်နေခဲ့ပြီးတော့ကားတွေကလူတွေနဲ့ထိုင်းကုန်တွေပေါ်ကနေလွတ်ထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မုန်တိုင်းပြီးသွားခဲ့ပြီးစစ်သားတွေလည်းကားတွေကနေပြင်ကိုထွက်လာတဲ့အခါမှာတော့သူတို့မြေပုံထဲမှာမရှိတဲ့အဆောက်အဦအမျိုးမျိုးနဲ့တောင်တန်းဒေသပေါ်မှာရောက်နေတာကိုသတိထားမိခဲ့ကြပါတယ်။သူတို့ရောက်နေတဲ့ဒီတဲကန်တိုင်းအားမှာလည်းမျက်စိတစုံသေးတွေနဲ့ပဲပြင်နေခဲ့တာပါ။ဒါမှမဟုတ်လည်းနှီးစုံအသေးပြင်ကကီလိုမီတာ200လောက်ဝေးနေတဲ့အတွက်ဒါကမဖြစ်နိုင်တဲ့ကိစ္စဖြစ်နေပါတယ်။ သူတို့ရဲ့ electron နဲ့ပစ္စည်းတွေလည်းအများအလုံးပစ္စည်းသွားခဲ့ပြီးတန်လက်အိမ်မြောင်ကလည်းလုံးမလုံးတော့ပါဘူး။အဲဒါကြောင့်သူတို့ကနေကိုကြည့်ပြီးတော့အခြေစိုက်စကန်ကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ H ကတကူးကူးကိုရှာတွေ့သွားကသူတို့ကိုခနာဆောင်ဖို့ပြောခဲ့ပါတယ်။အဲဒါကတော့ပျောက်ဆုံးသွားတဲ့အခွေသားတွေတုံးခဲ့တဲ့ကားတွေပဲဖြစ်ပါတယ်။ကားတွေပဲမှာတော့လောင်းတွေရှိနေခဲ့ပြီးလောင်းတွေကလည်းမီးတနက်နဲ့ပြည့်ရင်တော့မှအဲဒီလိုမဖြစ်နိုင်လောက်အောင်တော်တော်ကိုစိုးစိုးဝါးဝါးလောင်ကျွမ်းနေကြတာပါ။ တို့ကပဝင်းညင်မှာတဲရီကိုအကြီးပြောစီနိုင်လောက်အောင်ပူလွန်ခဲ့တဲ့တကူကူရှိခဲ့ကြောင်ပြသနေတဲ့ဖန်ခွဲစာတွေနဲ့တည်ဆိုးသွားတဲ့စကားတွေကတကူကူကိုခုခံကာကွယ်ခဲ့ဖို့ပေါ်နေတဲ့ကြီးကောလွတ်တွေကိုလည်းတွေးကြရပါတယ်။ဒါပေမဲ့အဲ့ဒီတိုက်ခိုက်ခဲ့တဲ့အရာကတဲပေါ်မှာခြေရာတစ်ခုမှမကျန်နေခဲ့တာပါ။ဒီအရာကိုစိုးရင်လာကြတဲ့အတွက်သူ့ဘွဲကလည်းကားရီပေါ်ပြန်တက်ပြီးတော့အဲ့ဒီနေရာကနေထွက်ခွာခဲ့ကြပါတယ်။သူတို့ကိုဟန်တာကမှန်မြောင်းနဲ့စောင့်ကြည့်နေတာကိုတော့သူတို့ကတတိမထားမိခဲ့ကြပါဘူး။ဒါပေမဲ့နောက်ထပ်ဒုစက်နဲ့အရာတစ်ခုကိုတွေးလိုက်ရတဲ့အခါမှာတော့ သူတို့ကကားရက်ခဲ့ကြပါတယ်။အဲဒါကတော့ဒိုင်လိုဆောထက်တောင်ကြီးမားတဲ့အရာမတရိစံအယိုးစုကြီးတစ်ခုပဲဖြစ်ပါတယ်။သူတို့ရန်နာနေရာကိုခွင်ကောင်းယူပြီးတော့ဟန်တာတယောက်များသင်းပစ်လိုက်တဲ့အခါမှာစစ်သားတွေကလည်းတနက်နဲ့ပြန်လည်ပြစ်ခတ်ခဲ့ကြပါတယ်။အဒေမက်ကများကိုယူကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီများကအမှုန့်တွေသာပါဝင်ခဲ့ပြီးတော့အဲ့ဒါကတတိပေးချက်မှန်တည်သွားကအကုန်လုံးကိုလည်းရက်ခိုင်းလိုက်ပါလေဒီချိန်မှာပဲဒီယာဘလိုကအသေးသေးကနေထိုးထွက်လာပြီးတော့ကားရီနဲ့ထွက်ပြေးသွားတဲ့သူတို့ဘွဲ့နောက်ကိုလိုက်လံတိုက်ခိုက်ပါတော့တယ် သူတို့ကဘလို့ပဲပြက်ကတ်ပါစေအကောင်ကြီးကိုပါနေမှတိကြိုက်အောင်မလုံနိုင်ခဲ့ပဲနဲ့အကောင်ကြီးကကားတစ်စီးကိုတိုက်ပြီးလိုင်ပစ်လိုက်တဲ့အခါမှာတော့ Ash ကတေဆုံးသွားခဲ့ရပါတယ်။စီတီလာကကားမောင်းသွားခဲ့ထွက်ပြေးနိုင်ခဲ့ပြီးဂျန်တဲ့သူတွေရှိတဲ့ခြေကားပေါ်ခုန်နိုင်ခဲ့ပေမဲ့လည်းတိမ်မွေးခင်မှာပဲဒီယာဘလို့ကအဲ့ဒီကားကိုပါမောက်ပြစ်နိုင်ခဲ့ပြီးတော့သူ့ရဲ့အဆွဲတွေနဲ့စီတီလာကိုထိုးတက်လိုက်ပါတယ်။သူကမတည်ခင်လက်ပြုံဘုံတွေကိုအကောင်ကြီးစီပြစ်ပေါက်ခဲ့ပါတယ်။အဲ့ဒါကဒီယာဘလို့ကိုမထိခိုက်ခဲ့ပေမဲ့လည်းသူ့ရဲ့အဖွဲ့သားတွေကတော့ကြောက်ဆောင်တွေကြားမှာပုံအောင်မှုခွေရရသွားခဲ့ပါတယ်။ ဟန်နာကဒီယာဘလိုကိုရင်ရော့သွားအောင်မီးများနဲ့ပြစ်နေတော့မှာပဲသူတို့ဘက်ကမွန်စတာလိုက်မဝင်နိုင်အောင်လို့တင်းငယ်တဲ့ဝင်ပေါက်ရှိတဲ့လိုင်းကူတစ်ခုတည်းကိုဝင်ရောက်သွားခဲ့ကြပါတယ်အဲဒါကြောင့်ဒီယာဘလိုလည်းလက်လျှော့ပြီးပြန်ထွက်သွားရပါတယ်ဒတ်ကြောင်အချိန်တွေကိုထိတ်လန့်တုံလို့နေခဲ့ပေမဲ့လည်းခေါင်းဆောင်ပြတဲ့အာဒမီကတော့သူတို့ဟာစကားကောင်းနေဖြစ်တဲ့အတွက်အတားနိုင်ဆုံးကြိုးစားပြီးရှင်သန်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူစကားပြောနေရုံမှာပဲရုတ်တရက်နာစကိုင်းလာလို့ခေါ်တဲ့ဘင်းကူတူတတော်ဝါတကောင်ကအပေါ်ကနေရောက်လာကသူ့ကိုဆွဲခေါ်သွားပါတော့တယ် ဘင်းဟူကသူ့ကိုမီးစေးစိတ်ထိုးသွင်းလိုက်တဲ့အတွက်စစ်သားတွေကတနက်နဲ့ပြစ်လိုက်တဲ့အခါမှာတော့သူ့ကိုချပြစ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။မာရှယ်နဲ့လင်ကွန်းတို့ကအာတမစ်ကို CRB လုပေးခဲ့ပေမဲ့လည်းလုံးဝဖြစ်ခဲ့တော့ပါဘူး။တရောက်လာတဲ့အခါမှာတော့နာစကိုင်းလာတွေကထားရောက်လာတဲ့အတွက်စိုးရိမ်နေတဲ့ဒက်ကသူတို့ကိုဆစ်ဆက်သွားဖို့တောင်းပန်ခဲ့ပါတယ်။အာတမစ်တယောက်ဒေဆုံးသွားပြီလို့ယူဆပြီးတော့လင်ကွန်း၊မာရှယ်နဲ့ဒက်တို့ကကုရဲကနေထွက်ခွာခဲ့ကြပါတယ်။သူတို့ကဟန်တာရဲ့ကူညီနဲ့မော်စတာတွေကိုဆက်ပြီးတော့ပြစ်ခတ်နေခဲ့ပါတယ်။ ဟန်တာကလည်းတောင်ကုန်းတစ်ခုပေါ်ကနေပုံပါတဲ့များတွေကိုပြစ်ပေးနေခဲ့ပြီးနာစကိုင်းလာတကောင်ကသူ့နောက်လိုက်လာတဲ့ခါမှာတော့ထွက်ပြေးခဲ့ရပါတယ်။ဒက်စကချော်လဲသွားတဲ့ခါမှာတော့သူတို့ဘက်ကလည်းနှောင့်နှေးသွားခဲ့ပြီးမွန်စတာတကောင်ကလည်းပေါ်ကနေတိုက်ခိုက်ကမာရှယ်ကိုဖမ်းသွားခဲ့ပါတယ်။ဟန်တာကသူ့ရဲ့လျှို့ဝှက်ကူထဲမှာပုံအောင်နေတော့အာဒင်မစ်ကမူးဝေထိုင်းပိုင်းနေကတတိပြန်ရလာခဲ့ပါတယ်။အပြင်ကသူ့ဘက်သားတွေရဲ့အဝေးတန်တွေကိုကြားနေခဲ့ပေမဲ့လည်းနာစကိုင်းလာတကောင်ကသူ့ကိုတွေ့သွားတဲ့ခါမှာတော့သူကပြန်တတိလဲသွားခဲ့ပါတယ်။ သူကနောက်တစ်ချိန်နိုးလာတဲ့ခါမှာတော့ NASCAR လာရဲ့အတိုက်ထဲကပိုးရင်တစ်ခုထဲမှာရောက်နေခဲ့ပါပြီ။ကန်ဟောနာကတော့အဲ့ဒီပိုးရင်ကသူလက်ပလာနဲ့ဆွဲပြေးနိုင်လောက်အောင်ပါလွားနေခဲ့တာပါ။ပိုးရင်တွေကလွတ်လာတဲ့ခါမှာတော့သူကအယိုးစုတွေနဲ့ Dash နဲ့ Marshall တို့ရဲ့အလောင်းတွေကိုထားတဲ့ပိုးရင်ကိုတွေ့လိုက်ရပါတယ်။နာကျင်မှုကိုစူးစမ်းထင်းချုပ်ရင်အာတမက်ကသူ့အဖွဲ့သားရဲ့ပြုတ်ကျနေတဲ့အိတ်ထဲကနေမိကြီးနှစ်ခု အောက်ဆီဂျင်ဘူးတစ်ဘူးနဲ့ကြီးစံတွေကိုလည်းယူခဲ့ပါတယ်။ သူကမိကြီးတို့ကိုကာဝယ်ဖို့နဲ့အလင်းရောင်ရဖို့တုံးခဲ့ပြီးတော့ပင်းကိုအိမ်တွေရှိတဲ့လမ်းအတိုင်းသွားနေတော့ရုတ်တရက်လင်ကွင်းကသူ့ကိုလမ်းဖမ်းလိုက်တဲ့အခါမှာတော့လမ်းသွားခဲ့ပါလေ။လမ်းကွက်ကနာကျင်မှုကိုအသေးလေးခံစားနေခဲ့ရတာပါ။မွန်စတာတွေကနောက်ကနေလိုက်လာတာမသိဘဲနဲ့အာတမက်တယောက်လင်ကွင်းကိုထွက်ပေါက်စီသွားနိုင်အောင်ကူညီပေးခဲ့ပြီးမိကြီးကလည်းငြိမ်းသွားခဲ့ပါလေ။နောက်မိကြီးတို့ကိုဖိမလို့ရှိသေးတယ်။နာစကိုင်းလာတဲ့ကောင်ကသူ့ရှေ့မှာပေါ်လာတဲ့အခါမှာတော့အာတမက်ကသူ့မကိုကြည်စမ်းနဲ့တားဆီးလိုက်ပါလေ။ ဒါပေမဲ့လေလင်ကွင်းရဲ့နာကျင်မှုကပိုဆိုးလာခဲ့တဲ့အတွက်အင်ကြီးကိုဆွဲပြစ်လိုက်တဲ့အခါမှာတော့သူ့တန်ရာပေါ်မှာဥရီပေါက်နေတာကိုတွေ့လိုက်ရပါတော့တယ်။နာစကိုင်းလာကသူ့ကိုဆွဲခေါ်သွားခဲ့ပြီးအာတမစ်ကိုလည်းဆွဲခေါ်သွားဖို့လုပ်တဲ့အခါမှာတော့သူကမီးကြီးနဲ့အောက်ဆီဂျင်ကိုပေါင်းဆက်ကမီးရှို့ပစ်လိုက်တဲ့အခါမှာပဲအတိုက်တစ်ခုလုံးမီးလောင်သွားခဲ့ပါတယ်။အာတမစ်တယောက်ထွက်ပေါက်စီကိုတက်သွားခဲ့ပေမဲ့သူမမရောက်ခင်မှာပဲနာစကိုင်းလာတကောင်ကသူ့ခြေထောက်ကိုဆွဲကပြန်ဆွဲချလိုက်ပါတယ်။ အဲဒါကြောင့်သူကမိရဲကိုယူလာတဲ့ကြည်စံတွေကိုပြစ်ထက်လိုက်တဲ့အခါမှာတော့ကြည်စံတွေကပေါက်ကွဲသွားခဲ့ပြီးသူလည်းလွတ်မြောက်လာခဲ့ပါတယ်။နောက်ဆုံးမှသူကူရဲကထွက်လာတဲ့အခါမှာတော့မနဲ့ရောက်နေပြီးဖြစ်တဲ့အတွက်နေရောင်ကြီးเจ้าနာစကိုင်းလာတွေကသူ့နောက်ကိုဆက်လိုက်မလာတာကိုတတိထားမိလိုက်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကရာရံတဲ့ခံစားမှုကြောင့်ကြောက်လန့်တကြားဖြစ်သွားကမြေပြင်ပေါ်ကနေတွေ့ရတဲ့ကြည်စံတွေကိုခွဲတို့ကရမ်းမို့နေကိုယူပြီးတော့သူ့ရဲ့ခြေချင်းဝက်တံရပေါ်ကိုတိတ်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကကြောက်တုံးတစ်ခုကိုပွတ်တိုက်ပြီးမီးမွေးကရမ်းမုံကိုမီးရှို့လိုက်ပြီးဒဏ်ရာကိုလည်းသွေးတက်အောင်လုပ်ခဲ့ပါတယ် သူကရောက်နေတဲ့နေရာကိုပို့ပြီးနားလည်နိုင်အောင်လို့တောင်ကုန်းပေါ်တက်သွားခဲ့ပေမဲ့လည်းပပတ်လဲမှာတဲကန်နေရာပဲရှိနေခဲ့ပြီးတော့သူ့ကိုခေါ်ဆောင်လာခဲ့တဲ့မုံတိုင်းကလည်းမိုးကိုစဝိုင်းအစုံမှရှိနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကသူဝင်ပြန်ဖို့အတွက်အဓိကနေရာဖြစ်နိုင်ပေမဲ့တကူကိုအရင်စမ်းသပ်ရမှာပဲဖြစ်ပါတယ်။သူကကြောက်တုံးတုံးကိုယူပြီးတော့တဲတွေကိုပစ်လိုက်တဲ့အခါမှာတော့ဒီယာဘလိုကဒေါသတကြီးအော်ဟစ်ကထွက်လာခဲ့ပြီးသူ့ကိုရှာမတွေ့တော့ပြန်ဝင်သွားခဲ့ပါတယ်။အာဒမစ်ကကြောက်ဆောင်လေးကြားမှာလိုက်ကြည့်နေတော့မှပဲဟန်တာကသူ့နောက်ကနေစောင့်ကြည့်နေခဲ့ပါတယ်။ သူကပစ္စည်းနေတဲ့တင်မောပြက်တစည်းကိုရှာတွေ့တဲ့အခါမှာတော့ရေရှိလောက်မလားလို့တွေးခဲ့ပေမဲ့စီရီထဲမှာတဲရီသာရှိနေခဲ့ပါတယ်။သူကတင်မောပစ္စည်းတွေထဲဝင်သွားတဲ့အခါမှာတော့ဟန်တာကသူ့ကိုနောက်ကနေခုံးပြီးတော့ဖမ်းခဲ့ပေမဲ့သူကချက်ချင်းပြန်တက်ခိုက်လိုက်ပြီးလက်ပလာနဲ့ချခဲ့ကြပါတယ်။ဒရိုနီအောင်စလုံးကအချင်းချင်းလုံကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတွေဖြစ်နေကြတဲ့အခါမှာတော့အာတမီကဟန်တာရဲ့ပုခုံးကိုဓာတ်နဲ့ထိုးနိုင်ခဲ့ပေမဲ့ဟန်တာကလည်းသူ့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဟန်တာကသူ့ရဲ့လက်တွေကိုကျူးနယ်ကြည့်လိုက်ပြီးသူ့ရဲ့လိုင်ကိုစီကိုလည်းခေါ်သွားပါတယ်။ သူကဘင်းကိုတွေထွက်မလာခင်မှာပဲကိုကိုပြန်ရအောင် အမြန်လမ်းလျှောက်ခိုင်းခဲ့ပါတယ်။အာတမက်ကမီးဘောလဲကျသွားတဲ့အချိန်မှာသူမသိအောင်ဗန်ခွဲစားတစ်ခုကိုကောက်ယူခဲ့ပြီးပြန်ခေါ်ဆောင်သွားတာခံခဲ့ရပါတယ်။ကိုရဲမာတော့ဟန်တာကသူ့လုထားတဲ့ပစ္စည်းကနေရေကိုတောက်ပြီးကြောက်တုံးပေါ်ကရေညှိကိုစားခဲ့ပေမဲ့အာတမက်ကတော့ဘာမှမကြွေခဲ့ပါဘူး။သူကစကားပြောလိုက်တဲ့အတွက်နာစကိုင်းလာတွေကပြင်မာတိုးဝင်မှုစူးစမ်းနေတဲ့အတွက်ငင်းငင်းနေဖို့ဟန်တာကပြောခဲ့ပါတယ်။အဲ့တော့ဟန်တာကရေဘက်ကတရားအတွက်အထူးလိန်စေးတမျိုးပြုလုပ်ခဲ့ပြီးတော့သူယူလာတဲ့ရုပ်တုလေးတစ်ခုကိုကြည်ကဆူတောင်းနေခဲ့ပါတယ် အာဒမက်ဒီယောအိတ်ဂျင်အောင်စောင်းနေပြီးတော့ဖန်ခွဲစားနဲ့သူ့လက်ကိုကြည်ထားတဲ့ကြိုးတွေကိုဖျက်နေတာကိုတော့သူကသတိမထားမိခဲ့ပါဘူး။နောက်တည့်မနက်မှာတော့ဟန်တာကမုံတိုင်းနဲ့ဘီလူးတွေကိုစစ်ဆေးဖို့ပြင်ထွက်သွားခဲ့ပြီးပြန်လာတဲ့အခါမှာတော့သူထားခဲ့တဲ့နေရာမှာအာဒမက်ကိုမတွေ့ခဲ့ဘဲနဲ့ဂျုံကိုတိုက်ခိုက်ခံလိုက်ရပါတယ်။သူ့ကိုထိုးပြီးကြိုးနဲ့ထိုးပြီးတဲ့အခါမှာတော့အာဒမက်ကသူ့ရဲ့ရေကိုတောက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းဟန်တာကရေကွက်ကိုကန်ချလိုက်တာပေါ့တောက်မရဘဲနဲ့တဲတဲ့ရေသွန်ဖြစ်သွားခဲ့ပါတယ်။ တို့ကဘာသာစကားမတူတဲ့တွေ့ဆက်တွေလို့လည်းမရခဲ့ကြပါဘူးအဲဒါကြောင့်အာတေမကလက်စားကြည့်တဲ့အနေနဲ့ဟန်တာရဲ့ဖျားစင်ကိုဖြစ်စည်းပစ်လိုက်တဲ့အခါမှာတော့ဟန်တာတယောက်ဒေါသကြီးကြီးကျယ်ထွက်သွားခဲ့ရပါတယ်ဟန်တာကသူ့ကိုခုံးလိုက်ပြီးတော့သူတို့ကပြန်တက်ခဲ့ကြရင်လည်းကိုရဲကနေလိမ့်ကြကကိုပြင်ကိုရောက်သွားခဲ့ကြပါတယ်ဟန်တာကလိမ့်ကြသွားခဲ့ပြီးမထိန်နိုင်လိုက်တဲ့အခါမှာတော့နာစကိုင်းလာတွေရဲ့အတိုက်ရှိရဲ့တွင်းထဲကိုပြုတ်ကျသွားခဲ့ပေမဲ့လည်းအာတေမကသူ့ကိုအချိန်မီဖမ်းဆိုပြီးတော့ပြန်ဆွဲတင်ခဲ့ပါတယ်အဲဒီနောက်မှာအာတေမကသူ့ကိုကြီးနှောင်ထားတဲ့ကြိုးတွေကိုဖျက်ထောက်ပေးခဲ့ပါတယ် သူကရန်သူမိုးအကြောင်းပြသဖို့အတွက်ချောကလက်ကျူးလိုက်တဲ့အခါမှာတော့ဟန်တာကစမ်းစားကြည့်လိုက်ပြီးတော့အရသာကိုချိန်သွားခဲ့ပါတယ်။အပြန်လန်လေးနဲ့ဟန်တာကသူ့ရဲ့ရေးကိုထိုးထွက်လိုက်တဲ့အခါမှာလေသူကတောက်ခဲ့ပြီးတော့တောင်ကုန်းဒေသစီကိုသွားတဲ့အခါမှာတော့ဟန်တာနောက်ကလိုက်ခဲ့ပါတယ်။အဲဒီမှာတော့သူတို့ကချင်းချင်းနည်းနည်းလောက်နားလေလာခဲ့ကြပြီးတော့သူတို့နှစ်ယောက်စလုံးကလည်းမုန်တိုင်းလေးကိုပြန်ဝင်ကျင်ကြပေမဲ့ဒီယာဘလိုကလမ်းမှာရှိနေခဲ့တာပဲဖြစ်ပါတယ်။အာဒီမက်ကစကားရီစီကိုပြန်သွားပြီးလက်နက်တွေယူသိနေလို့ထင်ခဲ့ပေမဲ့လေဟန်တာကတော့မွန်စတာအတွက်တနက်တွေကအုံဝင်ကြောင်ပြောကတားမြစ်လိုက်ပါတယ်။ အဲဒီစားသူကသူ့ရဲ့စေကူးကိုရှင်းပြဖို့နာစကိုင်းလာအတိုက်ရဲ့ဝင်ပေါက်စီကိုခေါ်သွားခဲ့ပါတယ်။သူတို့ကဘင်းကူတကောင်ကိုတက်ပြီးတော့စိတ်ကိုယူကစိတ်နဲ့ဒီယာဘလိုကိုတတ်နိုင်ပါပဲဖြစ်ပါတယ်။အာတမက်ကဒါကိုငချင်းစီနဲ့ငချင်းကြော်တာဖြစ်ကြောင်းပြောလိုက်ပြီးတော့သဘောတူပဲကငစားဖြစ်ဆောင်ရွက်ဖို့ကိုလည်းဝင်မလေးပဲလက်ခံလိုက်ပါတယ်။နေဝင်ချင်းရောက်တဲ့အခါမှာတော့သူကကြောက်ဆောင်လေးချားမှရက်ပြီးတော့စစ်တချင်းတပုတ်ကိုတီးဆိုကနာစကိုင်းလာရဲ့အာယုံကိုဖန်ဆာလိုက်ပါတယ်။ ဒီစီဇန်ကအလုပ်ဖြစ်သွားခဲ့ပြီးတော့ပင်ကိုတူကောင်ရောက်လာတဲ့အခါမှာတော့အာတက်မက်ကသူတို့ထောင်ထားတဲ့ထောင်ချောက်စီကိုပြေးဝင်သွားပါတော့တယ်။နာစကိုင်းလာကအကျိုးကိုနင်းမိသွားပြီးတော့ ထောင်ချောက်မိသွားတဲ့အခါမှာတော့ဟန်တာကအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့သူ့ရဲ့အီယာမတားနဲ့ဘောကနေခုန်ချပြီးတော့ပင်ကိုရဲ့ကောင်းကိုအလဲကနေဖျက်ပြလိုက်ပါတယ်။နာစကိုင်းလာတွေထပ်မရောက်လာခင်မှာသူတို့ကအစိတ်ဆူးကိုဖျက်ယူပြီးကိုစီကိုပြန်သွားခဲ့ကြပါတယ်။ကိုယ်ရဲမှာပြောကြကောင်းတဲ့ခိုက်တံကိုမျှဝေပြီးတဲ့နောက်မှာတော့ရုတ်တုလေးတွေကတည်ဆုံသွားပြီးဖြစ်တဲ့သူမိသားစုကိုကိုးစားပြုကြောင်းဟန်တာကသူ့ကိုရှင်းပြလိုက်ပါတယ် နောက်နေ့မှာတော့တို့ကအစီအစဉ်ကိုစတင်ကောင်းတဲ့ပေါ်ကြပါရယ်။နာစကိုင်းလာရဲ့စိတ်တွေကိုမြားတစ်ချောင်းမှာတုံလင်းပြီးတော့အတင်းမောပြင်းမှာထောင်ချောက်တစ်ခုတိဆောက်ကဟန်တာကအာတမက်ကိုလေ့ကျင့်ဖို့အတွက်တန်ကြပ်ကနဲ့လက်နက်တွေပေးခဲ့ပါရယ်။တကူကခြေဆွဲကျိုးနဲ့ဆင်တူပြီးတော့နောက်တစ်ခုကနှစ်ခုတူတူသုံးရင်မီးပွင့်သွားမဲ့ဒါနဲ့လည်းပဲဖြစ်ပါရယ်။အစီအစဉ်ကိုကောင်းတဲ့ပေါ်ရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့အစာပိုင်းမှာအဆင်ပြေနေပါရယ်။တို့ကလေးကွက်ကိုလွှတ်လိုက်ပြီးတော့တဲတောင်ပြင်းလဲမှာဘုံတစ်လုံးကြာသွားတဲ့အခါမှာတော့ဒီယာဘလိုကတို့ခလန်းလန်းမှာထွက်လာခဲ့ပါရယ်။ အာတမင်းနဲ့ဟန်တာတို့ထောင်ချောက်စီပြေးသွားတဲ့ခါမှာဒီယာဘလိုကနောက်ကလိုက်လာခဲ့ပေမဲ့လည်းတဲရောက်မှာပုံသွားတဲ့ခါမှာတော့သူကရပ်တန့်ခဲ့ရပါတယ်။အာတမကလက်နဲ့တွေယူသွားတော့ဟန်တာကငစာလို့ဖို့ဆုံးပြခဲ့ပေမဲ့လည်းသူကပြေးနေတုန်းကပဲသူမိသားစုရုပ်ထုတွေပါတဲ့အိတ်ကပရောဒဆပြုတ်ကျသွားရပါတယ်။သူကအဲ့ဒါကိုကောက်ဖို့ပြန်လာတဲ့ခါမှာတော့ဒီယာဘလိုကထွက်လာကသူ့ကိုရိုက်ချလိုက်ပါတယ်။အဲဒါကြောင့်ဟန်တာကအချိန်မဆွဲတော့ဘဲနဲ့အစိတ်များကိုဒီယာဘလိုရဲ့မျက်လုံးတဲတဲကိုပြစ်တယ်လိုက်ပါတယ်။ ။ဒါချင်းမှုကြောင့်ဒီယာဘလိုကဒေါသထွက်သွားပြီးတော့သူ့နောက်ကိုမြေမြန်လိုက်လာခဲ့ပေမဲ့လည်းအာတမက်ကကားပေါ်ကနေစက်တနက်နဲ့ပြစ်ခတ်ပြီးတော့ဒီယာဘလိုကိုအာရုံပေးပြလိုက်ပါရယ်။ဒီယာဘလိုကစိတ်ကြောင့်မိုးဝေစာပြူလာခဲ့ပေမဲ့လည်းဂျီဇာနေကတော့သူ့အတွက်ပြည့်စိတ်ကြိုက်တဲ့လောက်တောင်မခံစားခဲ့ရပါဘူး။အဲ့ဒါကြောင့်ဒီယာဘလိုကကားစီကိုသွားကအာတမစ်တယောက်ကားထဲမှာပုံနေတော့မှပဲကားကိုမှောက်ပြစ်လိုက်ပါတယ်။သူကပြင်ထွက်လာတဲ့ခါမှာတော့ဒီယာဘလိုကသူ့နောက်ကိုဆက်လိုက်ခဲ့ပြီးတော့ဟန်တာကဒီကွင်ရေးကိုအရယူကသူ့ရဲ့ကောင်းမော်ခုန်တက်ပြီးတော့ဓာတ်နဲ့အလဲတဲတဲကိုထိုးသွင်းလိုက်ပါတယ်။ ဒါမဲ့လေဒါကနက်နက်ကိုဝင်မသွားခဲ့တဲ့အခါမှာဒီယာဘလိုကသူ့ကိုခန္ဓာကိုယ်ဝဝနေခါကြလိုက်ပြီးတော့သူကလည်းတရားကားနာကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီယာဘလိုကိုဆုံးသက်ဖို့ကွင်ရေးရှိနေသေးတဲ့အတွက်အာတမက်ကဒီယာဘလိုရဲ့ကောင်းကိုချိန်နဲ့ပစ်လိုက်ပြီးဒီယာဘလိုကလည်းလှုပ်သွားတဲ့အခါမှာတော့ဆွဲမလိုက်တယ်လို့မျိုးဖြစ်ကအာတမက်ကသူ့ဘော်ကိုရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကဓားကိုဆက်ပြီးထိုးသွင်းလိုက်ပြီးတော့ဟန်တာစတင်ခဲ့တာကိုဆုံးသက်ကနောက်ဆုံးမှဒီယာဘလိုကိုအောင်မြင်စွာတပ်ပစ်နိုင်ခဲ့ပါတယ်။ န္တာကသတိမိတ်နေတော့ဖြစ်တဲ့အတွက်အာတမက်ကကားရီတဲကနေရှာတွေ့သမျှပစ္စည်းတွေကိုယူပြီးတော့ဒီယာဘလိုရဲ့မာတဲ့အည်ကွန်တပိုင်းကိုဖျက်ယူကာတန်းစင်လုပ်ပြီးတော့ဟန်တာကိုတဲကန်လာတဲ့ဆဲကိုသွားခဲ့ပါတယ်။နိုင်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့လေကပြင်းလာခဲ့ပြီးတော့အန်ဒီရဲ့ရှိလာတဲ့အတွက်အာတမက်ကတဲထိုးလိုက်ပြီးတော့ဟန်တာရဲ့နှလုံးကုန်လုံးကိုထိန်းထားဖို့အတွက်စစ်တပ်ရဲ့ရေးပေါ်ကြိယာကိုတုံးခဲ့ပါတယ်။တဲမွန်နဲ့ဟာနောက်ဆုံးမှပျောက်ွယ်သွားပြီးသူတို့ကလည်းတဲရီအောက်မှမျိုးသွားခဲ့ကြပါပဲ။တဲကြောင့်သူတို့နှစ်ယောက်စလုံးရှင်သန်ခဲ့ကြပြီးတဲရီတဲကနေထွက်လာနိုင်ခဲ့ကြပါတယ်။ ောက်တဲ့အချိန်ကြာကြာလမ်းလျှောက်ပြီးတဲ့နောက်မှာတော့အဒမင်နဲ့ဟန်တာတို့ကအိုအေဆစ်တစ်ခုကိုရောက်လာခဲ့ကြပြီးခဏနာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီနေရာမှာဘက်စရိုလို့ခေါ်တဲ့လိတ်လိုတရဝါရီနေထိုင်ကြပြီးတော့ဒီကောင်တွေကအပင်စားတရဝါရီဖြစ်တဲ့အတွက်ကြောက်စရာမလိုကြောင်းဟန်တာကရှင်းပြလိုက်ပါတယ်။အဒမင်ကရေတောက်ဖို့ရေကန်နာသွားတဲ့အခါမှာတော့ဆက်ဖလော့လို့ခေါ်တဲ့နောက်ထပ်မွန်စတာတစ်ကောင်ကခြေထဲကထွက်လာပြီးသူ့ကိုတိုက်ခတ်ခဲ့ပြီးမြဲဟန်တာကဓာတ်နဲ့လင်းမြန်စွာခုတ်တက်လိုက်ပါတယ်။ ဒီနောက်မှာတော့သူကအဲဒီကောင်ကိုမိမွေးကခင်ပါတော့တယ်။သူနှစ်ယောက်ကညသာစားပြီးသွားတဲ့အခါမှာတော့ညရုတ်တဲ့အချိန်မှာအွေစစ်ကရုတ်တရက်မိလောင်သွားတာကြောင့်သူတို့ကလန်သွားခဲ့ကြပါတယ်။ရာဒိုလက်လို့ခေါ်တဲ့မိမုတ်တဲ့ငကားတကောင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အဲဒါကလည်းသူတို့မြင်မှုသမျှမွန်စတာအားလုံးထက်ပိုကြီးနေခဲ့တာပါ။ရာဒိုလက်စီကထွေပြေးဖို့ကြိုးစားနေတဲ့ကြောက်လန့်နေတဲ့အပစရိုအုပ်စုကြီးကပြေးလွှားရောက်လာခဲ့တဲ့အခါမှာတော့ဟန်နာကပုံအောင်နိုင်ခဲ့ပေမဲ့အာတမက်ကတော့သူတို့လည်းမြေပေါ်လဲကျသွားခဲ့ပါတယ်။ ူကနင်းခံရတော့မယ်လို့ဒင်နေတော့မှာပဲရုတ်တရက်လူတစ်ယောက်ကသူ့ရှေ့မှာပေါ်လာခဲ့ပါတယ်။သူကတော့ဗိုလ်ချုပ်ဖြစ်ပြီး Aspers ရိုအနာကက်မလာနိုင်အောင်မီးလောင်နေတဲ့ဓာတ်နဲ့လွှဲရန်ပြေးခဲ့ပါတယ်။ Artemis ကမတ်တက်ရပြီးဗိုလ်ချုပ်ပြတဲ့အချိန်သူ့ရဲ့ဓာတ်နဲ့လက်ကိုမီးပွင့်လာအောင်လုပ်လိုက်ပါတယ်။အနာကတော့ခြောက်ကမ်းမဆုံးစီရောက်သွားခဲ့ပြီး Handler ကသူ့ကိုကျိုးနဲ့ဆွဲကဖမ်းယူခဲ့တဲ့အတွက်တစ်ပင်တွေမတိုင်းမီပဲနဲ့ရှောင်ရှားနိုင်ခဲ့ပါတယ်။အပစ်ဂိုရီအားလုံးထွက်သွားတဲ့အခါမှာတော့အာတမစ်ကဗိုလ်ချုပ်ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ခဲ့ပေမဲ့ သူကအင်္ဂလိပ်လိုစကားပြန်ပြောတဲ့အတွက်သူကအံ့အားတင်သွားခဲ့ပေမဲ့ချက်ချင်းပဲအထိုးခံလိုက်ရပြီးတော့တတိလဲသွားခဲ့ပါတယ်။ခဏကြာသူတတိရလာတဲ့အခါမှာတော့တင်မောတစီရဲကလောင်ရင်ထဲမှာရောက်နေပြီးတော့ဗိုလ်ချုပ်ရဲ့ခွေသားတွေကလည်းသူ့ကိုစောင့်ကြည့်နေကြပါတယ်။သူ့ကိုဖမ်းထားတဲ့အတွက်အပြစ်ရှိတယ်လို့ခံစားရတဲ့ဟန်တာကသူ့ကိုထွက်သွားဖို့ပြောခဲ့ပေမဲ့လည်းသူလည်းဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ဟန်တာလည်းထွက်သွားတဲ့အခါမှာတော့အာတမစ်ကလောင်ရင်ရဲ့ကျမ်းပြပေါ်မှာအပေါက်တစ်ခုရှိနေတာကိုသတိထားမိပြီးတော့ထိုင်ကုန်တဲ့တော့ကိုဖြုတ်တကားကိုဖွင့်ကမိဖို့ကြောင့်လေးကိုခိုးဝင်သွားခဲ့ပါတယ်။ သူကဓာကိုဖို့ကြိုးစားတဲ့ခါမှာတော့ဗိုလ်ချုပ်ရဲ့ကြောင်းနဲ့တူတဲ့လက်ထောင်းနဲ့တရားဝင်စပို့မှုဖြစ်တဲ့ပါလီကိုကသူမကိုလန်သွားစီပြီးဘာမှယူခွင့်မပေးခဲ့ပါဘူး။အဲဒီချိန်မှာပဲသတင်းကောင်းတဲ့ဒူဟန်တာရောက်လာခဲ့ပြီးတော့အာတမစ်ကလොမြောက်ပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။သူကအာတမစ်ကိုဗိုလ်ချုပ်စီခေါ်သွားပြီးခဲ့ပြီးဗိုလ်ချုပ်ကလည်းထင်မြင်လွဲမှားမှုအတွက်သူ့ကိုတောင်းပန်ပြီးတော့လက်ထိပ်ကိုဖြိုပေးလိုက်ပါတယ်။သူကဘာကြောင့်စာကလေးကဒီလိုလုပ်ခဲ့ရတဲ့ဆိုတာကိုပါရှင်းပြလိုက်ပါတယ်။ဗိုလ်ချုပ်ကသူ့ရဲ့ကဘာကဘာလုပ်နိုင်မလဲဆိုတာကိုမသိတဲ့အတွက်ကြောက်နေခဲ့တာပဲဖြစ်ပါတယ်။ အတမက်ကဒီကိုရောက်လာတဲ့ပထမဆုံးလူမျိုးဖွဲနဲ့အရင်ရောက်ခဲ့ဘူးသူတွေစီကနေဗိုလ်ချုပ်ကအင်္ဂလိပ်ဘာသာစကားကိုလေ့လာခဲ့ရပဲဖြစ်ပါတယ်။ဒါရီကွန်လုံးကတော့မုံတိုင်းတဲ့ဝင်းရံထားတဲ့တောင်ထိပ်ပေါ်မှာရှိတဲ့အကောင်းငယ်မျိုးစဉ်ကြောင်းပဲဖြစ်ပါတယ်။အဲ့ဒါကရှီအောင်ကြီးကျေးမှုရဲ့ကျွင်းညာတစ်ခုဖြစ်ပြီးတော့အစ်မင်းနဲ့ပြင်အန်နီယယ်လည်းရှိပါတယ်။ဒီရှီအောင်လူမျိုးတွေဟာကဘာတွေဖြစ်ကျော်ပြီးသွာလာနီးကိုတည်ခဲ့ကြပေမဲ့ဤပညာကသူတို့ကိုပုံကန်ခဲ့တဲ့အတွက်အခုတော့မျိုးတွန်းသွားပြီးဖြစ်ပြီးတော့ဒီယာနဲ့ကဘာမီကဆက်ဆက်နေနိုင်ကြောင်းဗိုလ်ချုပ်ကပြောပြလိုက်ပါတယ်။ သူတို့ကမျောစင်ကိုစုံစမ်းဖို့တွားနေခဲ့ကြပေမဲ့ရာဒိုလက်ကအနေရှိတဲ့အတားစီဖြစ်နေခဲ့ပါလေ။အာဒီမက်ကသူတို့ကိုရာဒိုလက်ကိုအနိုင်ယူဖို့ကူညီပေးမယ်ဆိုရင်အပြန်လန်လေးနဲ့အိမ်မြန်ဖို့ကူညီပေးမယ်ကြောင်းပိုဂျိုးကခံလန်းလိုက်တဲ့အခါမှာတော့အာဒီမက်လည်းလက်ခံလိုက်ပါလေ။အဲဒါအာယုတဲ့ချိန်မှာတော့သူတို့ဘက်ကတောင်စီကိုထွက်ခွာခဲ့ပြီးကခဲတဲ့လမ်းတိုင်းတက်ပြီးတော့မျောစင်စီကိုလည်းရောက်လာခဲ့ကြပါပြီ။ကောင်းကင်မျောစင်ကမိတောင်ပေါ်မှာတည်ရှိနေပြီးတော့အဲဒါကမျောစင်ကိုပါဝါပေးပြီးတော့မုံတန်းကိုထိန်းချုပ်စေကသူ့ရဲ့ကဘာစီသွားဖို့တကားပေါက်ဖန်တီးပေးတာဖြစ်နိုင်ကြောင်းသူတို့ကတွေးခဲ့ကြပါလေ။ သူတို့တကားပေါက်ကတော်လေးမတီမငင်ဖြစ်နေပုံရပါတယ်။ပြောစင်စီသွားကြရင်းနဲ့ပဲသူတို့ကမြေပြင်ပေါ်မှာဖန်ခွဲစားတွေတွေးလိုက်ရပြီးတော့ရာသူလက်ကလည်းနားမှာရှိနေတာကိုတွေးလိုက်ရပါတယ်။မိမမုတ်ခင်လေးမှာတော့ငကားကအားနေနေကြောင်းဗိုလ်ချုပ်ကတတိပေးလိုက်တဲ့အခါမှာတော့သူတို့ဘက်ကလိုကွဲပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ရာသူလက်ကဖွဲ့ဝင်တချို့ကိုမိနဲ့မုတ်ခဲ့ပြီးသူတို့နဲ့မျောစင်ကြားမှာဆင်သက်လာခဲ့ပါတယ်။ဗိုလ်ချုပ်ကအာတမစ်နဲ့ဟန်တာတို့ကိုဥဆောင်ခဲ့ပြီးတိုက်ခိုက်ဖို့အတွက်သူတို့ရဲ့လက်နက်တွေအားလုံးကိုမိတောင်းအောင်လုပ်ကပထမဆုံးတိုက်ခိုက်ခဲ့ပါတယ်။ တခြားအဖွဲ့တွေလည်းကူညီဖို့ကြိုးစားခဲ့ပေမဲ့ရာဒိုလက်ကသူတို့ကိုတုံးထုတ်လိုက်ပြီးမျော်စင်ကြောင့်ပပက်လည်းကကြောက်တိုင်တွေလင်းလက်လာခဲ့ပြီးအာတက်မက်တယောက်သူ့ကိုယ်ပါမှမြင်ခဲ့ရတဲ့အရာတွေနဲ့ကန့်ညီနေခဲ့ပါတယ်။သူတို့ကရာဒိုလက်ကိုတီးခန့်အောင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့တီဂျီဘိုးအတိမလုံလောက်ခဲ့ပါဘူး။ရာဒိုလက်ကအာတက်မက်ကိုမိနဲ့လိုက်မုတ်ခဲ့တဲ့အခါမှာတော့သူက၆ခန်းမကနေခုန်ချလိုက်ခဲ့ရပြီးပေါ်တဲတဲကိုပြုတ်ချသွားကသူ့ရဲ့ကဘာကိုလည်းပြန်ရောက်သွားခဲ့ပါတယ်။စစ်တပ်ကလေးအဖွဲ့တစ်ဖွဲ့လည်းရောက်လာခဲ့ပြီးသူမရဲ့ယူနစ်ကိုအချိန်ကြာကြီးရှာနေခဲ့ကြောင်းပြောကသူ့ကိုကူညီခဲ့ကြပါတယ်။ ဒီတော့မှာတော့သူ့ကိုထန်းစင်ပေါ်တင်ပြီးလိန်ပေါ်ကိုခေါ်သွားပြီးတော့သူတို့ကထွက်ခွာခဲ့ပြီမဲ့လေဝေးဝေးမသွားနိုင်ခဲ့ပါဘူး။ဘွန်နိုင်ကသူတို့ပေါ်မှာပေါ်လာခဲ့ပြီးတော့ရာဒိုလက်ကြီးကလည်းဒီကဘာကြီးရဲ့ကိုပြန်တန်းဝင်ရောက်လာခဲ့ပါတော့လေ။ရာဒိုလက်ကလိန်ကိုပြစ်စီပြီးတော့ပြက်ကြအောင်လုပ်ကဂျန်တဲ့ရင်တွေနောက်ကိုလည်းလိုက်ခဲ့ပါတယ်။စစ်သားတွေပြစ်ခတ်တဲ့ဂျီတန်တွေကိုတော့မှဂယူးမဆိုင်ပဲနဲ့ရာဒိုလက်ကသူတို့အားလုံးကိုမိခင်ကစားပြီးတော့တပ်ပစ်ခဲ့ပါတယ်။လိန်ပြစ်ကြမှုကနေသိရှင်ကြံရိတ်ခဲ့တဲ့အာဒမစ်ကဒီဖြစ်ပျက်ကိုမြင်တွေ့လိုက်ရပြီးတော့စီဇန်တစ်ခုကိုတွင်းမိခဲ့ပါတယ်။ သူကပြည်စည်းနေတဲ့လေရင်ကနေမီတီနှစ်ခုကိုယူပြီးတော့ရာဒိုလက်စီပြေးသွားကသူ့ရဲ့တောင်ပံကိုကျိန်းနဲ့ပစ်လိုက်ပြီးတော့ရာဒိုလက်ပေါ်တက်ကသူ့သားနဲ့ထိုးလိုက်ပါတယ်။အဲဒါကြောင့်ရာဒိုလက်ကဒေါသထောသားပြီးတော့သူ့ကိုမီးနဲ့မုတ်ဖို့လုပ်တဲ့အခါမှာတော့အာတမက်ကဒီခွင်ရေးကိုလက်လုံးမခံဘဲနဲ့မီးကြီးကိုရှို့ပြီးတော့သူ့ရဲ့လက်ကိုပူခံကရာဒိုလက်ရဲ့ပါဇက်ထဲကိုပြစ်ထည့်လိုက်ပါတယ်။ဒါမှမဟုတ်ဒီတိုက်ခတ်မှုကရာဒိုလက်ကိုတတ်ပြစ်ဖို့မလုံလောက်သေးပါဘူး။ရာဒိုလက်ကပြန်ထလာပြီးတော့အာတမက်ကိုတိုက်ခိုက်ဖို့ပြင်နေတော့ဟန်တာကသူ့ရဲ့ပေါက်ကွဲတဲ့မြားတွေနဲ့စက်တိုက်ပစ်ခတ်ကတားဆီးခဲ့ရပါတယ်။ သူ့ရဲ့အများတစ်စင်းကမိကြီးကြောင့်ဖြစ်ခဲ့တဲ့ဒဏ်ရာကနေတစ်စင်းရာသိုလေးရဲ့ခန္ဓာကိုယ်ထဲကိုဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီးအဲ့ဒါကနောက်ဆုံးမှဘလူးကိုတတ်ပစ်ဖို့လိုအပ်တဲ့နောက်ဆုံးတိုက်ခိုက်မှုဖြစ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဗိုလ်ချုပ်ရောက်လာခဲ့ပြီးတော့သူ့ရဲ့ကဘာကိုမွန်စတာတွေပြစ်စည်းခွင့်မပေးနိုင်တဲ့အတွက်လိုက်လာခဲ့တာဖြစ်ကြောင်းသူမကိုပြောခဲ့ပါတယ်။ကောင်းကင်ပြောစင်ကဘော်ဒီတကူထပ်ပွင့်လာပြီးမာဂလော့လို့ခေါ်တဲ့တရဝါရကောင်ကအဲ့ဒီပေါ်မှာရှိနေတဲ့အခါမှာတော့အာတမစ်ကမျောစင်ကိုဖြစ်စည်းကတီတန်စရာကိုဆုံးသက်ဖို့သူတို့နဲ့အတူတခြားကဘာကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ောက်ဆုံးမှာတော့အာတမစ်ဟန်တာနဲ့ဗိုလ်ချုပ်တို့ကသရဝအစ်စ်နောက်ကိုလိုက်ပြီးတိုက်ခိုက်ကာသူ့ရဲ့ကဘာကိုပြန်တွန်းပို့ခဲ့ကြပြီးပါလီကိုဘာတိုက်ပွဲတွေဝင်ရောက်လာခဲ့ပါတယ်။သူတို့မသိလိုက်တာကတော့လျှက်ဝက်စမ်းကြဲတဲ့ဝေယုံခြုံထားတဲ့သူတယောက်ကမျောစင်ထိတ်ကနေသူတို့တိုက်ပွဲကို စောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းလေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံဒီနားဆင်ပြီးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။